မတ်လ21ရက်နေ့မှာဒီမော့ဆိုနောက်ဖက်ချံဆစ်ရှောက်စခန်းတနေရာမှာလေပြေတိုက်ခတ်ခဲ့တဲ့အတွက်ဆစ်ရှောက်စခန်းကဆစ်ရှောက်နေအလုံး20ဝန်းကျင်ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာတော့ရသလောက်ပြန်လည်ပြုပြင်နေကြတာဖြစ်ပြီးတက်ကြီးရွယ်ဦးနဲ့ကလေးငယ်တွေရှိတဲ့မိသားစုတွေမှာအနေအထားကဒေသခံတွေရဲ့မပျက်စီးသေးတဲ့နေအိမ်တွေထဲခဏတစ်ဖြုတ်နေထိုင်နိုင်ဖို့တွားရောက်အကူအညီတောင်းထားတယ်လို့ဆစ်ရှောက်စခန်းကော်မတီတာဝန်ရှိသူတို့ကပြောပါဗျ။ ထိခိုက်ပျက်စီးမှုတွေမှာစစ်ရှောက်စခန်းကစစ်ရှောက်သဲတွေပြင်ဒေသခံနေအိမ်တချို့လည်းပါဝင်နေပါတယ်။နေအိမ်အတွင်းကအုံဆောင်ပျက်စီးတွေပျက်စီးကုန်တာရှိပြီးတချို့စစ်ရှောက်တုံလောင်ထားတဲ့စပားတွေလည်းပျက်စီးမှု ရှိနေတာပါ။အခုလိုထိခိုက်ပျက်စီးမှုများပြားတဲ့အတွက်အရေးပေါ်ကူညီဆောင်ရွက်မှုတွေပြုလုပ်ပေးစီလိုတယ်လို့လည်းစစ်ရှောက်ကော်မတီတအူးကတောင်းဆိုထားပါတယ်။မတ်လ27ရက်နေ့မနက်10:00နာရီဝန်းကျင်မှာ ဒမော့ဆိုနောက်ဖက်ချံကဆက်ရှောက်စခန်းတနေရာကိုစစ်ကောင်စီကအလေချောင်းနဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်လဲအသက်ဆန်နေရွယ်ကလေးငယ်တအူထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။